ရဲ့မျက်နှာပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်ချင်လို့ရှင်မန္တာပြင်ဟာကြည်လင်းနေမှာဖြစ်တယ်မုံဝါနေတဲ့မန္တာပြင်မောကြည့်မယ်ဆိုလို့ရှင်မုံဝါတဲ့ရုပ်အတွက်မြင်မှာဖြစ်တယ်ဒါကြောင့်မို့မန္တာပြင်ကိုကြည်လင်းအောင်လုပ်တယ်လို့ကိုကျင်းတရားရှင်ဥစွာကောင်းမွန်ကြိုးစားရမယ် ဘယ်တိုင်းထာထိကြိုးစားရမလဲဆိုရင်ကုချင်းတရားပြုပြင်နေဆိုတာအချိန်များကြီးတော့လိုအပ်တာမဟုတ်ဘူးပေါ့အခုဆောက်တည်လိုက်လို့ရှင်အခုကုချင်းတရားဟာလုံးညုံသွားတာပဲဥပမာတစ်ခုပြောမယ်ဆိုလို့ရှင်ရှင်အင်ဂုလိမာလာရဲ့အလောင်း ယဟန်မဖြစ်ခင်ကလူတတ်တဲ့လူဆိုကြီးတယောက်အင်ဂုလိမာလာဆိုတာသူ့နာမည်ရင်တော့မဟုတ်ဘူးသူ့နာမည်ရင်ကအဟိန္ဒကာတဲ့ဘသူကမှမညင်းစေသူဆိုတဲ့အဓိပ္ပာယ်အဟိန္ဒကာအဲ့ဒီအဟိန္ဒကာဟာလူသားသမားကြီးဘုရားရောက်သွားတဲ့အခါကျတော့ ူတတ်ထားတဲ့လူတွေရဲ့လက်ညှိုးတွေကိုမပြောက်ပြက်ရအောင်ကျိုးနဲ့စီးပြီးတော့လက်ဘင်းမှာချိတ်ထားလို့လက်ဘင်းမှာဆွဲထားလို့အင်္ဂုလိမာလာလို့နာမည်တွင်သွားတာအင်္ဂုလိဆိုတာလက်ချောင်းကလေးတွေမာလာဆိုတာပန်းကုန်းပေါ့လက်ချောင်းလေးတွေကိုပန်းကုန်းလိုလွတ်ပြီးတော့လက်ဘင်းမှာဆွတ်ထားတာ သူဟာဒုစရိုက်လုပ်ငန်းကိုအကြီးကျယ်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဖះကိုကြီးညို့ပြီးတော့သူ့လုပ်တွေကရှောင်းလိုက်တယ်အဲ့ဒီရှောင်းလိုက်တာဟာကိုကြီးတိတ်တာကိုစင်ကြောင်လုပ်လိုက်ခြင်းပဲရှောင်းလိုက်ပြီးတဲ့နောက်မှာရဟန်းဘုရားရောက်လာတာ အဲ့ဒီကစပြီးတော့သူသူများတဲ့တတ်အလုံးဝမလုပ်တော့သို့တော့ယံမဖြစ်ခင်ရှေ့ပိုင်းမှာအကြီးအကျယ်လူတွေကိုဒုက္ခပေးတပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဆိုမြတ်စွာဘုရားပေးတဲ့ကမ္မထန်ဒီလန်းကိုချုပ်ပန်းအထုတ်တဲ့အခါမှာ တမာရိယအောင်ကြိုးစားတဲ့အခါမှာတမာတိမဖြစ်ဘဲနဲ့သူကျွလွန်ခဲ့တဲ့ပြစ်မှုတွေလူတွေကိုတပ်ဖြတ်ခဲ့တဲ့မြင့်ကွင်းတွေပုံရိပ်တွေကသူစိတ်ကိုလွှမ်းမိုးလာပြီးတော့စိတ်ဟာဆော့ဒီအမရဖြစ်လာတယ်ဒါတော့ဝါဝပဲလေမဟုတ်တာလောက်ထားတဲ့ပုဂ္ဂိုလ်တယောက်က စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်တဲ့အချိန်မှာအဲ့ဒီပုံရိပ်တွေကအရှုရှုပေါ်လာပြီးတော့အနှောင့်ယှက်ဖြစ်ကုန်အဲ့ဒီလိုအနှောင့်ယှက်မျိုး မဖြစ်အောင်ကိုကျင်းသီလာကိုကောင်းမွန်ကြိုးစားကြရတာဖြစ်တယ်အကယ်၍ကိုကျင်းသီလာ ကောင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် မကောင်းတဲ့ပုံရိပ်တွေဟာသူစိတ်အာယုံထဲမှာ ပေါ်လာမှာမဟုတ်ဘူးပေါ့ အဲ့တော့ရှင်အင်ဂုလိမာလာတရားထုတ်တဲ့ခါမှာသူရဲ့လူသက်တမဘုရားကပုံရိပ်တရားလွှမ်းမိုးလာလို့တရားထိုင်လို့မရဘူးနောက်ပိုင်းကျတော့မြတ်စွာဘုရားကနိလန်ပေးတယ်ရှေးပိုင်းဟာတွေမိထားလိုက်အပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဒါကိုအင်ဂုလိမာလာပြိတ်ဆုပ်ပြီးတော့နောက်ပိုင်းတော့ပေါ်လာတယ် အပိုင်းနှပိုင်းပိုင်လိုက်တယ်ရတောဟံရိယာယသာတိယသာတောဆိုအရိယဇံမြင့်မြတ်တဲ့ယဟန်ဘုရားရောက်တဲ့အချိန်ကစပြီးတော့ဘုသူ့အတ္တမတပ်ပါဘူးဆိုအချိန်ကန့်တက်လိုက်တာရှေ့ပိုင်းကလုတ်ခဲ့တာတွေကိုပြေးပြလိုက်ပြီးတော့ကိုယ့်ရဲ့စိတ် အာပြည့်မှုစင်ကြယ်မှုတွေဇံဖြစ်တဲ့အချိန်နောက်ပိုင်းကစပြီးတော့သူကိုကျင့်တည်တာရှိ